ကဘာမီပြင်းတစ်ခုလုံးအမောင်ဖုံးနေတယ်လို့ထင်ရလောက်တဲ့အထိမောင်ပိန်းနေတဲ့လာမိုင်ညတညမှာတော့မင်းစော်နဲ့မင်းမော်တို့ညီကိုနေအောင်အလောက်ကနေဆိုင်ကယ်ကိုစီနဲ့အိမ်ကိုရွာလမ်းတစ်လျှောက်ပြန်လာခဲ့ကြပါရဲ့။လာရောက်မထိန်တဲ့ညမလို့ညီအကိုနှစ်ယောက်ရဲ့အိမ်ပြန်လမ်းဟာတာမန်ထက်ကိုမောင်မိုင်နေခဲ့ပြီးသူတို့နှစ်ယောက်အတွေ့အဓိကအလင်းရောင်ဖြစ်တဲ့ဆိုင်ကယ်မီးရောင်ကိုပဲအပြန်ခီးမှတောက်လျှောက်အားကိုနေခဲ့ကြရပါရဲ့။ အလောက်ကအပြန်နှောင်းကြတာကတကြောင်အိမ်အပြန်လန်းကတာမန်ထက်အေးဆန့်နေတာကတကြောင်လို့ကြောင်အကိုဖြစ်သူမင်းစုံဟာဆိုင်ကယ်မောင်းရင်သူ့ရဲ့လက်ဆွဲတော်ရှက်ကီပလင်းကိုတုံးခွလန်းစုံတာမရောက်ခင်ရဲစီးတင်တဲ့အနေနဲ့တကြိတ်လောက်မောရှာပြစ်ခလိုက်ပါရယ်ညီဖြစ်သူမင်းမော်ကတော့အကိုဖြစ်သူရဲ့ဆိုင်ကယ်ဘေးကနေသူ့ရဲ့ဆိုင်ကယ်ကို ထက်ကြမကွာမောင်းရင်အမိလိုက်လို့หนีခေတာပါ ရွာအပြန်လန်းရဲ့နာမည်ကြီးလာတဲ့တုံးခွာလန်းစုံနာအယောက်မှာတော့ရုတ်တရက်ဆိုသလိုပဲတောလန်းဘက်ကနေရွာအပြန်လန်းမဘက်ကိုလူတရက်စာအရေးတကူဟာမင်းစော်ရဲ့ဆိုင်ကယ်ရှိကနေဖြက်ခနဲပြေးထွက်လာခဲ့တာကြောင့်မင်းစော်တယောက်ဆိုင်ကယ်ကိုအချိန်မတိမ့်နိုင်တော့ပဲတိမ့်မောက်လို့သွားခဲ့ပါတော့ရေဟာဘာကြီးလဲစောက်ပြေသနာပဲသွားပြီသွားပြီ မင်းစောရဲ့စကားမဆုံးသေးခင်မှာပဲမောင်းလာတဲ့အချိန်ကြောင့်ရောသူတောက်ထားတဲ့ရှက်ကီကြောင့်ရောမင်းစောဟာဆိုင်ကယ်အချိန်မထိန်နိုင်တော့ပဲမှောက်ကျလို့သွားခဲ့ပါတော့ရယ်မြေပြင်ပေါ်မှာတန်ရာပလက်ပွားနဲ့လဲကျသွားတဲ့မင်းစောဟာအနာအချိန်ကြောင့်တတိမိသွားတော့မဲ့အချိန်သူမြင်တွေ့ခဲ့ရတဲ့ခြောက်ရှားပွေရာရှိတော့တစုံနဲ့အော်တန်နဲ့နဲ့ကြီးကိုတော့သူမေ့နိုင်မဲမထင်ပါဘူးအလုံးစုံသောနတ်မင်းများနဲ့ဆိုင်ရာပိုင်ရာပုံပုံများကိုဒီဘွားကြီးက ဝိတုပစ္စည်းစားတောက်ဖွဲ့ရများနဲ့ပူဇော်ပသလိုက်ရပါတယ်ရှင်။မကျွမလွတ်သောတတဝါတွေရှိရဲဆိုရင်လေမြတ်တာပိုးအမျှဝေလိုက်ရပါတယ်ရှင်။မင်းညာကဖြစ်သွားတဲ့ကိစ္စကြောင့်စိတ်ဆိုးစရာများရှိရဲဆိုရင်လေသားမိုက်ကိုဒီအဘွားကြီးကပဲဆုံးမလိုက်မှာမလို့ခွက်လွတ်ပေးကြပါရှင်။မင်းစုံနဲ့မင်းမော်တို့ရဲ့အမေဖြစ်သူဖွားစောလာဟာတုံးခွလန်းစုံနာက တော်လန်ဖက်မှာကြက်ဦးငပြောသည်နဲ့ ဂွန်ရှိဂျိုတို့ကိုလာပူဇော်ရင်မမြင်သိမမြင်အပ်တဲ့ပုံကိုယ်တွေအတွက်ခေါ်စာပြစ်ကအများတန်းလာပေးဝင်နေခဲ့တာပဲဖြစ်ပါတယ်။မနေ့ညကဖြစ်ခဲ့တဲ့တာကြီးမင်းဆောင်ရဲ့ကိစ္စကြောင့်မအီခမရပူပန်နေခဲ့ရရှာတာပေါ့။ လောက်စီယာရှိတဲ့ကိစ္စဝိစအပြီးမှာတော့ဖွာစောလာဟာရွာထဲကိုပူဇော်ပစ္စည်းတွေနဲ့အတူပြန်ဝင်လို့လာခဲ့ပါတယ်။အိမ်ကိုရောက်တဲ့အခါမှာတော့တာကြီးမင်းစော်ရဲ့တန်ရာတွေကိုစေးထည့်ပေးရင်ပူဇော်ပစ္စည်းတွေကဂုံးရှိကျိုးကိုအဆောင်အနေနဲ့မင်းစော်ရဲ့လက်မှာပတ်ပေးနေခဲ့ပါတယ်။အာဒီသားမီးတွေဘာတွေလုပ်နေကြတာတုန်းကညာတုန်းကလမ်းစုံမှာမင်းစော်ဆိုင်ကယ်မောင်းလို့ဆိုဟုတ်သလား။ ဘွာစော်လာတယောက်အတန်လာရာကိုကြီးခဲ့လိုက်တဲ့အခါမှာတော့ရွာတကြီးဦးဖိုးစိန်ဟာရှံဝင်းထဲကိုမိခွန်းတွေနဲ့ဝင်လာနေတာကို တွေ့ခဲ့လိုက်ရပါတယ်။ဟုတ်ပါရှင်။မသိမပြောက်ကံကောင်းနေပဲဆိုရတော့မှာပေါ့ရှင်။ရွာကြီးကလည်းကောင်းတညင်ညင်နဲ့မျက်စိကစားရင်ဖွာစောလာရဲ့ဘေးကပူဇော်ပစ္စည်းစကားကိုတွေးခလိုက်ရပါတယ်။အမ်သုံးခွားဆုံးကအတော်ကျန်းတကူစောလာရဲ့မင်းတေချာရောတောင်းပန်ရဲ့လား။ တောင်းပန်ခဲ့ရတာပေါ့ရှင်မဟုတ်ရင်မျက်ကြွေနဲ့ဝိညာဉ်နဲ့စိတ်ဆိုပြီးကျမသားလေးကိုအန္တရာယ်ပြုမှာပေါ့ဒီလိုနဲ့ရွာတကြီးနဲ့ဖွာစောလာတို့စကားပြောရင်အချိန်တော်တော်လေးကြာသွားခဲ့ပါတယ်။မင်းစောကတော့ဖွာစောလာရဲ့ဘေးမှာကြောင်အန်အန်ကြီးနဲ့မလုံးမရှက်ထိုင်လို့နေခဲ့တာပေါ့။အေးကွာစကားကောင်းနေတာနဲ့အချိန်လစ်နေတာတော့တတိမထားမိလိုက်ဘူး။ကဲစောလာကြီးငါပြန်အောင်မယ်။မင်းစောမင်းလည်းခယူဆိုင်ဟုတ်ပြီလား။ မင်းစောကတော့ဥပိုးစိန်ကိုတော့မကြည့်ပဲပုံမှန်အတိုင်းကြောင်အန်းအန်းနဲ့တဏီယာတဲကိုစူးစိုက်ကြည့်ကငုံငုံငိုင်ငိုင်ကြီးထိုင်နေခဲ့ရကြောင်းအမေဖြစ်သူဖွာစောလာကပဲစိတ်ပူလို့နေခဲ့ရပြန်ပါလေ။ဂယုဆိုင်ပြန်မှာဥပိုးစိန်ရေတားမဲမော်မင်းရဲ့ဦးကြီးကိုလိုက်ပို့ပါအောင်ကွယ်။အိမ်နောက်ဘေးမှာတမျက်စီလဲနေတဲ့မင်းမော်တယောက်ပြေးထွက်လာခဲ့ပါတော့လေ။အော်ဟုတ်ကဲ့မင်းကြီးတခြားဘာမှအောင်မလဲဗျ။အေးမင်းပြောမှမင်းကအခုထိ ဘာမှမစားဘူးကွယ်သူအားရှိအောင်မေပုံတို့စီကတက်ကင်တကောင်ဖြစ်ဖြစ်ဝယ်ခဲ့စမ်းပါလား အမေရဲ့စကားကိုတသွေးမသိနားထောင်တဲ့မင်းမော်ကကောင်းငင်ရင်တကြီးဥဖိုးစိန်ကိုလိုက်ပို့ဖို့ထွက်လာခဲ့ပါတော့ရယ်အိမ်ပြန်ရောက်တော့မဲဘုံတို့စီကပါလာခဲ့တဲ့ကြက်ကင်ကိုအကိုဖြစ်သူအတွက်မင်းမော်တယောက်ပြင်ပေးရင်အမေနဲ့အကိုတို့ထိုင်နေတဲ့အိမ်ရှိကကွက်ပစ္စည်းကိုယူလာခဲ့လိုက်ပါရယ်မင်းတော်တယောက်ကြက်ကင်ကိုအငမ်းမရမစားဖူးလို့စားနေတာကိုမင်းမော်ကြည့်ရင်ထူးဆန်းလို့နေခဲ့တာပေါ့စတန်ဒီရာမှာမြင်းရင်ရှိရင်နဲ့အခုမှစားဖို့တလိုမျိုးကြီးကိုစားနေတဲ့ပုံကြီးကိုမင်းမော်တယောက်လန့်လာခဲ့တာကြောင့် အမေရဲ့ကြောနောက်ွယ်ကနေမင်းစော်ကိုလမ်းကြည့်နေခဲ့ပါတယ်။ညနေကလည်းနေအတော်စောင်းချိန်မှာတော့ဖွာစောလာဟာမနက်ထဲကနေအခုထိအိမ်ပြန်မဝင်သေးပဲကွပစ်ပေါ်မှာငုံငန်ငန်ထိုင်နေတဲ့မင်းစော်ကိုလမ်းခေါ်ခဲ့လိုက်ပါတယ်။ตาကြီးအထဲဝင်တော့လေနေအတော်စောင်းလာပြီ။မင်းမညောင်းဘူးလားထိုင်နေတာ။ အမေရဲ့စကားကြောင့်မင်းစုံရဲ့ခေါင်းဟာအိမ်ဘက်ကိုလှည့်လာတဲ့အချိန်အမေရဲ့နောက်မှာယက်နေတဲ့မင်းမော်နဲ့မျက်လုံးချင်းစုံသွားခဲ့ပါတော့တယ်။အဲဒီချိန်မင်းစောဟာမင်းမော်ကိုကြောက်စရာကောင်းလာတဲ့အပြုံးကြီးနဲ့ပြုံးပြခဲ့လိုက်ပြီးဇက်တိုက်ဆိုသလိုကြည်နေခဲ့တာကြောင့်မင်းမော်ဟာကြော်ရိုးရီတဲ့အထိအေးဆိတ်လို့သွားခဲ့ပါတော့တယ်။အဲဒီလိုနဲ့ပဲညအချိန်ကို ရောက်ရှိလိုလာခဲ့တာပေါ့။ညာဥပိုင်းရောက်တဲ့အထိအရာအလုံးကအစဉ်ပြေနေတဲ့အောင်ရှိနေခဲ့ပေမဲ့လို့လေညနောက်ပိုင်းရောက်လာချိန်မှာတော့ ရှောက်ရှားဖွေရာကိစ္စတွေဖြစ်လာခဲ့ပါရဲ့မင်းမော်တရားအိယာပေါ်မှာဟိုလိန်ဒီလေနဲ့အိပျော်ဖို့ကြိုးစားနေချိန်မှာပဲအိမ်အောင်ထက်ကထူးဆန်းတဲ့ရှက်တိုက်တံတွေတယောက်ယောက်ခိုးဝင်လာသလိုအတံတွေတွားနဲ့တစ်ခုခုကိုကိုက်ဖြတ်နေသလိုမျိုးဘာမှမသိတဲ့အတံတွေကြောင့်အိယာကနေထားပြီးအိမ်အောင်ထက်ကအခြေအနေကိုတီးဖို့အတွက်အရေးစွန်ပြီးစဉ်းသွားခဲ့ပါရဲ့ အင်းရဲ့အောက်တက်ကိုရောက်ချိန်မှာတော့နောက်ဖေးခန်းတဲ့ဧကန်းကိုကာထားတဲ့တကားဟာဟားလို့နေခဲ့ပြီးအထဲကနေလဲတွားကျိတ်နေသလိုအတန်နဲ့ကြီးကထွက်ပေါ်နေခဲ့ပါတယ်အိမ်ဆုံးမောင်ဝါဖြစ်နေတဲ့မင်းမော်ဟာအတန်မျိုးစုံထွက်နေတဲ့အိမ်နောက်ပေးတကားနာကိုအတော်သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စက်တီသေးလို့သွားခဲ့ရပါတယ်။ကိုကြီးကိုကြီးမလုပ်နေတာလေ ရေကဲတက်တာအဝါမှာစောင်းချောင်းထိုင်ပြီးတခုခုကိုလက်ကနေကင်ကဝါနေတဲ့အကိုဖြစ်သူရဲ့နောက်ကျောကိုမြင်မြန်လိုက်ရှင်းမှာတော့မြင်မော်တရားစိတ်ပူသွားကလမ်းမီးခိလိုက်တာဖြစ်ပေမဲ့လို့လေသူမြင်လိုက်ရတဲ့အရာကြောင့် ျော်ယိုရဲဒီစိတ်ရှမ်းလို့သွားခဲ့ပါတော့ရယ်အကိုပြတူမင်းစောဟာရေခဲတစ်တာတွေကစစ်သားအစိမ်းတွေကိုအငမ်းမရကိုက်စားနေခဲ့ပြီးမင်းမော်ရဲ့အတန်ကြောင်စိတ်အနှောက်ရှက်ဖြစ်သွားဟန်ပေါ်တဲ့မျက်လုံးနီနီတွေနဲ့မင်းစောဟာစောင်းကြောင်ထိုင်နေရကနေတတော်ဝါစုတကောင်လို့ကုံယုံထားပြီးသူကိုလာစကားရှိတဲ့တကားဝါကမင်းမော်ရဲ့နောက်ကိုစားမတက်ဝါမတက်ပြေးလိုက်ပါတော့ရယ်။အာအမေရဲ့ကဲပါဦး။ အကိုဖြစ်သူရဲ့ကြောက်စရာပုံစံကြောင့်မင်းမော်လည်းအမေကိုတားပြီးအော်ဟင်းရင်အိမ်ပေါ်တက်ကိုပြေးတက်ပါတော့ရယ်မင်းစော်ဟာလည်းမင်းမော်ကိုအစိမ့်လိုက်မြူချတော့မဲ့ပုံစံကြီးနဲ့လှေကားကိုလေးဘက်ကုန်းပြီးအချိန်နဲ့တက်လာကနောက်ကနေတောက်လျှောက်လိုက်လို့หนีခဲ့ပါရယ်ကံကောင်းခြင်းတော့ဒုတိယထက်ကိုတက်တက်ရှင်းမှာပဲဖွာစောလာရဲ့အခန်းကတကားဖွင့်ထားတာမလို့မင်းမော်တယောက်အမေဖြစ်သူရဲ့အခန်းထဲကိုပြေးဝင်လိုက်ကတကားကိုစောင့်ပေးချခဲ့လိုက်ပါတော့ရယ်မင်းမော်တယောက်တကားပိတ်ပြီးချိန်မှာပဲတကားကိုအားနဲ့ခက်ပြင်းပြင်းစောင့်တန်းတွေထူ ရိုက်တန်တွေဟာတောက်လျှောက်ကိုထွက်ပေါ်လိုလာခဲ့တာပေါ့အမေဖြစ်သူဖွာစောလာကတော့ချွေးတလုံးလုံးနဲ့ပြေးလာတဲ့သားငယ်မင်းမော်ကိုကြည့်လို့နေခဲ့ပါတယ်ဟဲ့သားငယ်မင်းဘာဖြစ်လာတာလဲ မင်းမော်ဟာဖွားစောလာရဲ့မိခုံးကိုတော့မဖြေနိုင်သေးပဲတကားရဲ့အောက်ဘက်ကနေထွက်နေတဲ့အရေးကိုမျက်စိမခွာနိုင်ဖြစ်နေတာကြောင့်ဖွားစောလာလည်းမင်းမော်ကြည့်နေရနေရကို အကဲခတ်ခဲ့လိုက်ပါတော့ရယ်မင်းမော်ဟာငိုရိုရင်းဖြစ်ချောင်းကုန်စင်ကိုပြောပြခဲ့လိုက်တဲ့အခါမှာတော့ဖွားစောလာဟာတားငယ်ရဲ့စကားကြောင့်မျက်စိမျက်နှာပြက်လို့သွားခဲ့ပြီးအခန်းတကားဝကိုလှမ်းကြည့်ကမင်းစော်ကိုအတန်မမာနဲ့ပြောခဲ့လိုက်ပါတယ်မင်းစော်မင်းမအိပ်သေးဘူးလားဒီမှာဘာလုပ်နေရလဲ အမေဖြစ်သူရဲ့ဩဇာတန်ကြောင့်ခနာအကြံပါပဲအခန်းဝါကအရေးဟာတစ်ဖက်ကိုလဲထွက်လို့သွားခဲ့ပါတော့ရယ်။ဖွာစောလာကလည်းအရှင်ဒီမဟန္တာကြောင့်တားငယ်ကိုနှစ်သိပ်ပေးရင်သူတို့နှစ်ယောက်ဒီညတော့တူတူအိမ်မဖြစ်မယ်မနဲ့ရောက်ရင်တော့နေသားရာနဲ့ရွာဦးချောင်းကိုသွားရမယ်လို့ဆုံးဖြတ်လိုက်ကတက်ပြင်းရှည်ကြီးရှာခဲ့လိုက်ပါတော့ရယ်။ အဲဒီလိုနဲ့ပဲမနက်အချိန်ကိုရောက်လာတဲ့အခါမှာတော့ဖွာစောလာဟာတားငယ်မင်းမော်နဲ့အတူရွာဦးချောင်းကိုသွားပြီးကျောင်းနိုင်စီရတော်ကိုမင်းစော်နဲ့ပတ်သက်ခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့မြတ်ဖြစ်ပျက်အားလုံးကိုပြောပြပါတော့ရယ်ကျောင်းနိုင်စီရတော်ကိုလည်းမင်းစော်ရဲ့မွေးတက်ကလေးနဲ့အတူဇာလာကိုပါစစ်ပေးဖို့ဘေးဒုက္ခတွေရှိနေရင်လည်းအမြန်ဖယ်ရှားနိုင်ဖို့ဖွာစောလာကအကူအညီတောင်းလို့နေခဲ့တာပေါ့အာမေလ7ရက်2000မှာမွေးဖွားတာပါလား တခုခုများဖြစ်လို့လားဖေ။အေးဒီကလေးကထီလွယ်ရှလဲတကောင်မကြီးရဲ့သူ့ရဲ့လက်ပြာကထီလွယ်ရှလွယ်ဆိုတော့ဘုံပေါင်းစုံကတတဝရရဲ့အမဲလိုက်ရှင်ကိုလည်းခံရတတ်တယ်။တကောင်မကြီးတောင်းပန်တဲ့ခေါ်စာကိုသူတို့တွေဂျင်းနေပုံမပေါ်ဘူးထင်ပါရဲ့။အခုတော့မြေဖုတ်ဘလူပိတ်တာတွေနဲ့တရေတပတ်တွေလဲသူ့နားမှာဝိုင်းလို့ကွ။အခုလောက်ဆိုရင်တော့ သူတဲကတတဝါကသူ့ကိုညှင်းပန်းနေရောဗောတခုခုတော့အမြန်စီစံရလိမ့်မယ်တကားပါကြီးဖာဆိုလာဟာဆီယာတော်ရဲ့စကားကိုကြားသိပြီးတဲ့အခါမှာတော့အန်အောလို့သွားခဲ့ကဘလို့အစီရင်မျိုးကိုလှုပ်တင်တယ်ဆိုတဲ့အကြောင်းကိုမေးမြန်းပါတော့ရယ်ခေါ်စာပြတဲ့အစီစဉ်ကိုလှုပ်ပြီးမင်းစော်ရဲ့ကိုယ်တဲကတတဝါကိုမေးမြန်းရမှာဖြစ်ကြောင်းကိုဆီယာတော်ကပြောခဲ့လိုက်ပြီးစီစဉ်ပေးရမှာရင်းနဲ့လိုအပ်တာတွေကိုမှားလိုက်က တရားဓမ္မတွေကိုနှုတ်ရွှေပြီးဖွာစောလာတို့တာအမိကိုအိမ်ပြန်လွတ်စေခဲ့ပါတော့ရယ် ။နီနီရဲ့ရဲ့နေလုံးကြီးအိတ်ဆက်အနားယူတော့မယ်ညနေအချိန်မှာတော့သုံးလန်းกว่าလမ်းဆောင်နာကိုမင်းစော်တယောက်တရွတ်ရွတ်နဲ့လမ်းလျှောက်လာနေခဲ့ပါတယ်။အတီးစိမ်မကက်တကက်မျက်လုံးတွေနဲ့အတူဟိုလျှောက်ကြည့်ဒီလျှောက်ကြည့်ပြီးလမ်းဆောင်နာအယောက်မှာတော့အစာအစာအရှံအပဲဖြစ်ထားတဲ့ခေါစာသကောကြီးကိုတွေးခဲ့လိုက်ရတာကြောင့်မင်းစော်ဟာထိုင်ပြီးအသားတွေကိုအငမ်းမရနဲ့ဝါးစားပါတော့ရီ။မင်းစော်ရဲ့အမြင်အာရုံမှာတော့ခေါစာကိုလာစားနေတဲ့တရေတစ်ပတ်တွေကိုမြင်နေခဲ့ရတာပေါ့။ဒါအပြင်ဗဇက်ကနေလဲအော်ဟိရေရွပြီး လက်ဟန်ရှိဟန်တွေနဲ့ပါပြောဆိုနေတဲ့ရှောက်ရှားဖွေရမြင်ကွင်းကိုအစာအဆုံးမြင်လိုက်ရသူကတော့ရွာလူကြီးဦးဖိုးစိန်ပါပဲ။ဟေးဆော်လာတို့နဲ့ဆရာတော်ကအမြန်တော့ခေါ်ကြဟေးဒီမှာမင်းတို့ရောက်နေပြီလို့ဦးဖိုးစိန်ရဲ့စကားအဆုံးမှာတော့သူ့နောက်မှာပါလာတဲ့ကာလာသားတွေဟာရွာထဲကိုအမြန်ပြေးသွားပြီးဖွာဆော်လာတို့သားအမိနဲ့အတူဆရာတော်ကိုပင့်ဖိတ်လာခဲ့ပါတော့တယ်။ မင်းနဲ့ပိုင်းကြမှာတော့ဖွာဆောလာတို့တာမီနေစီရတော့ဟာတုံးခွလမ်းစုံနာကိုရောက်လာခဲ့ကြပြီးမင်းစောရဲ့တွေးပြက်ဖွယ်အရှင်တွေကိုတွေးကြည့်လိုက်ရပါတော့တယ်။မင်းစောအဲ့ဒါဘာလို့နေရလဲ?ထဆန်းမြတ်တောင်နီနီရွေနဲ့အမေဖြစ်သူဘက်ကိုလဲပြန်ကြည့်လာတဲ့မင်းစောရဲ့ပုံရိပ်ကြောင့်စီရတော့ဟာစကားတခွန်းပြောခဲ့လိုက်ပါတယ်။ရှုတ်ထားလိုက်ကြတဲ့ဟိတ်စီအရော်ရဲ့အမိန်ကြောင့်ကာလာသားနှစ်ယောက်ဟာမင်းစော်ကိုဘယ်ညာတစ်ဆက်စီကနေရှုတ်ထားခဲ့လိုက်ပါတော့တယ်။ ။ဘာလို့လွဆန်းဘာလို့ကြောက်မလို့လဲ။အတန်တကြီးနဲ့အောင်ရတဲ့မင်းစော်ကိုဆရာတော်ကတစ်ချက်ကြည့်ခဲ့လိုက်ပါရဲ့။မင်းကိုဒီကလေးရဲ့ခန္ဓာကိုယ်ကနေထွက်ခိုင်းမလို့ဟဲ့။ ဆရာတော်ရဲ့စကားကြောင့်မင်းစိုးရဲ့ကိုဟာရုပ်ရင်းဆိုင်ခတ်တွေဖြစ်လာခဲ့ပြီးအတန်နဲ့ကြီးဟာလည်းကြီးတွားတန်တွေဖြစ်လာခဲ့ပါတော့တယ်။ဆရာတော်ဟာအတင်ပါလာတဲ့ပရိယေနဲ့မင်းစိုးကိုပတ်ပြန်းခဲလိုက်ပြီးမင်းစိုးရဲ့ခန္ဓာကိုအနှံ့ကိုပရိယေစိန်ထားတဲ့ချိန်နဲ့ရိုက်ပါတော့တယ်။အတန်နဲ့ကြီးဟာမင်းစိုးရဲ့ခန္ဓာကိုယ်ထဲမှာအတန်ပေါင်းစုံနဲ့အော်ဟေးရင်မခံနိုင်တော့တဲ့အဆုံးမှာတော့ဆရာတော်ရဲ့မျက်နှာကိုတက်တက်ကြည့်ပါတော့တယ်။မင်းတို့တွေမှတ်ထားငါဒီတက်တက်မကြည့်ဘူးလုံးဝတက်တက်မကြည့်ဘူး။ ငါပြန်လာခဲ့မယ်ငါနောက်တစ်ခါပြန်လာခဲ့မယ်အတဏ္ဍကြီးဟာမင်းစုံရဲ့ကိုယ်ထဲကနေနောက်ဆုံးအကြိမ်အော်ဟစ်ခဲ့လိုက်ရင်အရင်မဲကြီးနဲ့အတူမင်းစုံရဲ့ပါဇက်ထဲကနေထွက်ခွာသွားခဲ့ပါတော့ရယ်မင်းစုံကလည်းအရင်ထွက်တော့သွားချင်မှပဲအယုတ်ကျိုးပြက်သလိုလဲကျလို့သွားခဲ့တာပေါ့အမေဖြစ်သူဖွာစောလာခမရတော့ တာကြီးမင်းစောရဲ့အဖြစ်ကိုကြီးပြီးထိတ်လန့်တုံလုံးခဲ့ရပါတော့တယ်။ဇေယတော်ကတော့ဖွာစောလာကိုစိတ်ချရပြီဆိုတဲ့ဂယုနာမျက်လုံးနဲ့ကြည်ကခေါင်းငိမ်ပြားပြီးចောင်းတင်ငန်းစီကိုပြန်လဲကြွမြန်းလို့တော်ခဲ့ပါတယ်။ အရာအလုံးတိတ်ဆိတ်ငြိမ်သက်လို့သွားပြီးနောက်တတိမနက်ခင်းမှာတော့ခွာစောလာတို့တာမီတွေနဲ့အတူရွာကြီးဦးဖိုးစိန်တို့ဟာဆရာတော်ရှိရာရွာဦးချောင်းကိုသွားပြီးဆရာတော်ဟောကြားတဲ့မမြင်သင့်မမြင်အပ်တဲ့အရာတွေနဲ့အတူတချို့သောနေရာတွေမှာလည်းမလုံသင့်တဲ့အရာတွေကိုမလုံမိအောင်ဆင်ခြင်နိုင်ဖို့မှတ်သားထောက်ရှုရင်းဖြစ်ပျက်ခဲ့သည့်အကြောင်းစုံကိုစံပြသင်ခန်းစာအဖြစ်နဲ့မှတ်ယူခဲ့လိုက်ကြပါတော့ရဲ့ မင်းစော်ရဲ့ကိုယ်ထဲမှာအခုအချိန်ထိခိုးအောင်သွားခဲ့တဲ့တတ္တဝါရဲ့တရုတ်အမှန်ကိုတော့မင်းစော်ကလွဲပြီးဘယ်သူမှသိမယ်မထင်ပါဘူး။မင်းစော်တော်မှာသူ့ကိုယ်ထဲကအရာဟာဘယ်လိုတတ္တဝါကြီးဖြစ်နေမလဲဆိုတာကိုသိနေပါမလားဆိုတာကစိတ်ဝင်စားစရာပါပဲ။ဒီကနေ့ရဲ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာအစုံဒီနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပိတ်သက်တရားရှိတဲ့အတိုင်းကိုကျေးဇူးတူပဲတင်ရှိပါရစေအားလုံးပဲတာယာပျော်ရွှင်သောညချမ်းကလေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ဆုံးလီနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတော်တင်ချီပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်ခင်ဗျာ